အတိတ်ဘဝတုန်းကကမ္မထာလို့အထုတ်တယ်အထုတ်ဖူးတဲ့ပုဂ္ဂိုလ်မှာအကျိုးအာနိသင်၅မျိုးရှိတယ်တဲ့မြတ်စွာဘုရားဟောတာအကျိုး၅မျိုးရှိတယ်တဲ့ကမ္မထာလို့အထုတ်မယ်ဆိုရင် ရှေးကအထုတ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေမှာအကျိုး၅မျိုးရနိုင်တယ်အဲ့ဒီအကျိုး၅မျိုးကဘာတုန်းဆိုလို့ရှိရင်အတိတ်ဘဝကကမ္မထာလို့အထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒေဋ္ဌိဝတ္တံမေပฏิကိစ္စေဝအញ្ញံအာရဒေတိ ိဋ္ဌိဝါဓမ္မေဆိုတာအခုလက်ရှိဘဝပဋိကိစ္စေဝဒီလက်ရှိဘဝတောင်နောက်ကြတဲ့ချိန်မဟုတ်ဘူးစောစောစီးစီးကိုပဲအညာအာရာဒေတိအရတ္တဖို့အောင်မြင်ပေါ်ရောက်နိုင်တယ်လို့ဆိုလိုတယ်အညာဆိုတာအရတ္တအရတ္တဖို့ပြောတာဆိုလိုတာကအတိတ်ဘဝကကမ္မထာအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအခုလက်ရှိဘဝမှာတဲ့စောစောစီးစီး အရန္တမေရတ်ဖူတရားကိုရနိုင်တယ်ရဟနာဖြစ်နိုင်တယ်လို့ပြောတာဒါကနံပါတ်1အကျိုးဒီဘဝမှာရင်ရဟနာဖြစ်နိုင်တယ်တဲ့ကဲမဖြစ်ဘူးဆိုရင်စောစောစီးစီးမဖြစ်ဘူးဆိုရင်ဘယ်ချိန်မှဖြစ်တယ်ဒုတိယကတေကန်ဤအချိန်မှာရဟနာဖြစ်နိုင်တယ်ခုနစောစီးစီးဆိုမသေးခင်နော်ကျွတ်တင်ပြီးတော့စောစောရဟနာဖြစ်နိုင် အဲ့ဒါလို့မဖြစ်ဘူးဆိုရင်သေတဲ့ချိန်မှာဖြစ်တယ်။ဆိုလိုတာကဒီဘဝမှာနေမဲ့သူရဟန္တာဖြစ်ဖို့ခွင့်ရှိတယ်နော်။သောသောစီစီရဟန္တာဖြစ်ခြင်းလည်းဖြစ်မယ်။သို့မဟုတ်တေဂန်ဤအခါဖြစ်ခြင်းလည်းဖြစ်မယ်။ဒုတိယကဲအဲ့ဒီနှစ်ခုလွဲချော်သွားပြီ။တေဂန်ဤအခါလည်းမဖြစ်ဘူးဆိုလို့ရှိရင်သေပြီးရင်납ပြရောက်။납ပြရောက်တဲ့အခါကျတော့납သားဖြစ်တဲ့အခါမှာရဟန္တာဖြစ်မယ်တဲ့။ ဒါ chance တတိယတစ်ခုနော်အကျိုးကေနန္ဒာဖြစ်ပြီးတော့ရဟန္တာဖြစ်နိုင်တယ်ဆိုသူကကမ္မဋ္ဌာန်းလို့အားထုတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခု ပြောပြတာကြည့်ဒီဘဝမှာပဲစောစီးစီးရဟန္တာဖြစ်ခြင်းဖြစ်မယ်မဖြစ်ရင်တေဂာနိခါမှာဖြစ်မယ်မဖြစ်ရင်နောက်ဘဝနတ်သားဖြစ်ပြီးတော့ရဟန္တာဖြစ်မယ်ဟောဒါတေချာပေါက်ပြောထားတာ ကဲနန္ဒာမဖြစ်ဘူးလူလာဖြစ်တယ်ခရီးနဲ့တွေ့တယ်ဆိုရင်အဲမြတ်စွာဘုရားရဲ့ဓမ္မခိပ္ပဗေညလင်းလင်းမြန်မြန်တရားသူတရားမြတ်ရတဲ့ပုံပုံမျိုးဖြစ်နိုင်တယ်။ဟောဒါလေးနံပါတ်။နန္ဒာဖြစ်တာမဟုတ်ဘူးလူဘဝမှာခရီးနဲ့တွေ့တယ်။ဘာကြီးရဒါရုစီရိယတို့လို့ပေါ့။လမ်းပေါ်မှာပဲဘုရားခဏလေးဟောတာတရားပွဲရဲ့ဘလောက်ဝမကြားလိုက်ဘူးနော်။ဘာကြီးကငါပြောတဲ့အတိုင်းမှနော်။ ဒိဋ္ဌိဒိဋ္ဌမတ္တမြင်မြင်တာထာရှိဆက်စဉ်းစားနဲ့အဲ့လိုကျင့်လိုက်မယ်ဆိုလို့ရှိရင်နော်ဒုက္ခနောက်ဆုံးမှာအဆုံးသတ်သွားမယ်လို့ခေါ်လိုက်တာကျင်းလေးတင်ခေါ်တာဒိဋ္ဌိဒိဋ္ဌမတ္တတရားကိုခေါ်လိုက်နာယင်းနဲ့တခါတည်းရဟန္တာဖြစ်သွားတာအဲ့ဒါကိုခိပ္ပပိညာပုဂ္ဂိုလ်လို့ခေါ်တယ်လင်းလင်းမြန်မြန်သိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်မယ်တဲ့ဒါသရုပ်ထမြောက်အကျိုးဟောနောက်တစ်ခုကျတော့အဲ့ဒါလို့မဖြစ်ဘူးဆိုရင် ရွှဲချော်သွားရင်မဖြစ်မလို့ဆိုနောက်ဆုံးဘိဘွားမှာပိစိကဘုရားဖြစ်မယ်တရားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပြောတာเนาะ